င်းသားတွေပညာမတက်လို့လက်နဲ့ကင်ရသလားဆိုတဲ့ဟာပေါ့တိုင်းရင်းသားတွေပညာမဲ့လို့လက်နဲ့ကင်သလားဟိုအရင်တခါတော့ကကျွန်တော်တို့ဟိုဝင်ကြီးတပပြောတယ်လေတိုင်းရင်းသားတွေရှင်းရလို့လက်နဲ့ကင်သလားဆိုတဲ့ဟာဒါဆိုရင်တိုင်းရင်းသားတော်လှန်ရေးတမိုင်းကိုတစ်ချက်လေးပြန်ကြည့်အောင်ဒီတိုင်းပြည်မှာတိုင်းရင်းသားထဲကတော်လှန်ရေးဆောက်လုပ်တာကရင်ကရင်တော်လှန်ရေးကိုဆောက်ပြီးတော့ဥဆောင်တာဆိုပါဦးကြီးဆိုပါဦးကြီးကเออยอดีมีวาจุนปอมาเลเอกถองเนี่ยตองเนี่ยป่ายเนี่ยเลป่ายสินจีอะตา ငေငေကတဲ့ကပါမှာအကောင့်တကအကောင့်ဆုံးစုတဲ့လန်ဒန်ကျောင်းမှာငေငေတဲ့ကျောင်းတက်ပြီးတော့အဲ့ဒါပါရဂူဝဲရလာတဲ့လူဥပဒေနဲ့တော့သူရှင်းရဲသလားသူပညာမေ့သလားပြီးတော့ရှမ်းဘုသူဆားလို့တလေမဟာဒေဝီဆားလို့တာရှမ်းတော်ထိုင်ကိုမဟာဒေဝီဆိုတာဘုသူလဲတိုင်းတုံစော်ဘွားရဲ့တမီးရှမ်းစော်ဘွားထဲမှာအချမ်းသာဆုံးဩဇာကြီးဆုံးပြီးတော့သူကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော နိုင်ငံတော်သမ္မတကြီးဆော့ဆွေတိုက်ရဲ့ယင်းနီး ဆိုတော့အဲခုနဆရာမဲတမေခွန်းကတော့ကောင်းပါတယ်ပညာရှိအကြီးကြီးတယ်ဆိုတာကျွန်တော်လည်းလက်ခံတယ်လက်ခံလို့ပဲကျွန်တော်လည်းမရမကချင်းတော်သားလေးတယောက်ပါကူရအောင်သူတော်သူစားခဲ့တာဒါပေမဲ့ပညာကြီးကနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာနီးပညာဆိုတာလေနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာစီးပွားရေးဆိုတာလေနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာခုခင်ဗျားတို့အားလုံးသုံးနေတဲ့ mobile phone ကမ္ဘာမှာပေါ်လာကြပြီဒါပေမဲ့နဝတနာအဖိုင်ခေတုံးကဘယ်သူကိုင်နိုင်လဲ ဆိုတော့ဘာလဲအဲ့ဒါနိုင်ငံကြီးပဲဆိုတော့ပွင့်လင်းမြင်သာမှုနိုင်ငံကြီးရဲ့လွတ်လပ်ခွင့်ရှိတယ်ဆိုရင်ပြည်ညာကြီးလွတ်လပ်ခွင့်လည်းရှိမှာပဲကျေးဇူးတင်ပါတယ်ဆရာနောက်ထပ်တစ်ယောက်တော့